အားလုံးပဲမင်္ဂလာပါကွယ်ဒီချေကတော့တတ္တမရန်ပထဝီဝင်ဘာသာရက်ကိုသင်ကြားပေးမယ်ဒီချေမှုပဲဖြစ်ပါတယ်သားတို့သမီးတို့ဒီနေ့ဒီချေပြောပြပေးမယ်အကြောင်းအရာလေးကတော့အခန်း1တဘာဝပထဝီဝင်ရဲ့သင်ခန်းစာနှစ်ဖြစ်တဲ့တိုက်ကြီးများနဲ့ကျွန်းများအကြောင်းပဲဖြစ်ပါတယ် သင်္ကန်းစာမှာကဘာပေါ်မှာကုန်းပြည့်ဖြစ်တိုက်ကြီးခုနှစ်တိုက်သမုတ်ရကြီး၅စင်းဝင်းရံထားတယ်ဆိုတာကို သိရှိကြမယ်နော်တိုက်ကြီးတွေကိုမြောက်ကဘာချမ်းမှာ၎င်းသမုတ်ရတွေကိုကြတော့တောင်ကဘာချမ်းမှာ၎င်းဆိုပြီးတော့ပုံမိုကျေပြစွာတွေ့ရမယ်ဆိုတာကိုသိရှိနိုင်မှာဖြစ်တယ်ကဘာပေါ်မှာရှိတဲ့ကျွန်းနေဘလို့ဖြစ်ပေါ်လာလဲဖြစ်ပေါ်လာပုံနော်ပဝင်းကျင်အခြေအနေတွေမှာမူတည်ပြီးတော့ကွဲပြားခြားနားစွာတည်ရှိကြဦး လိလာကြရမှာဖြစ်ပါတယ်။เนาะအဲ့တော့တိုက်ကြီးများအကြောင်းကိုဒီချေလို့ကြည့်မယ်ဆိုလို့ရှိရင်เนาะကဘာပေါ်မှာအလွန်ကြီးမားတဲ့ကုန်းမြေဆိုင်ကြီးကိုဆိုလိုတယ်တိုက်ဆိုတာ။ဟုတ်ပြီเนาะအဲ့ကဘာပေါ်မှာကုန်းမြေဖြစ်တိုက်ကြီး9တိုက်ရှိတယ်။သမုတ်တရားကြီးအားဖြစ်တော့9စင်းအဲ့ပင်လေတွေကဝန်းရံလျက်ရှိတယ်เนาะဟုတ်ပြီရကဘာချမ်းမှာဆိုလို့ရှိရင်ပင်လေသမုတ်ကြာများကိုတန်ကဘာချမ်းထက်ကိုပို့ပြီးတော့ကျေပြန့်စွာတွေ့ရတယ်เนาะ တိုက်ကြီးတွေကတော့သားတို့သမီးတို့သိရှိပြီးဖြစ်မယ်အာရှတိုင်းအာဖရိကတိုင်းမြောက်အမေရိကတိုင်းတောင်အမေရိကတိုင်းအာနာတိကတိုင်းနဲ့ဥရောပတိုင်းနောက်ဆုံးဩစတြေးလျတိုင်းရယ်ဆိုပြီးတော့တိုက်ကြီးခုနှစ်တိုင်းတွေ့ရမှာဖြစ်ပါတယ်ဟုတ်ဒီချေတို့ကပထမဆုံးတစ်ကအာရှတိုင်းအကြောင်းကို လေ့လာကြည့်အောင်အာရှတိုင်းအာရှတိုင်းဟာဆိုလို့ရှိရင် တောင်လက်တီကျွတ်30ဒီဂရီနဲ့မြောက်လက်တီကျွတ်80ဒီဂရီကြားမှာအရှိလောင်ကြီးကျွတ်ကြတော့25ဒီဂရီနဲ့အရှိလောင်ကြီးကျွတ်190ဒီဂရီကြားမှာတည်ရှိနေတယ်။ဟုတ်ပြီနော်။အနောက်ဘက်မှာကျတော့သူကပင်လယ်နီရှိတယ်။မြေထဲပင်လယ်ရှိမယ်။အဲပင်လယ်နဲ့ Caspian ပင်လယ်ဒီချဲမြေပုံမှာပြထားတဲ့အတိုင်းနော်ဒီပုံလေးတွေနဲ့တွဲပြီးတော့လေ့လာကြည့်ပါ။မြောက်ဘက်မှာကျတော့အာတိတ်သမုတ်ကြာရှိတယ်။ ဟောတောင်ဘက်မှာကျတော့အိန္ဒိယသမုတ်ကြာရှိပြီးတော့အရှေ့ဘက်မှာပစိဖိသမုတ်ကြာတွေသူ့ကိုဝန်းရံထားတွေ့ရမှာဖြစ်တယ်။အာရှတိုက်ကြီးရဲ့ area စတန်ကီလိုမီတာဘလောက်ကျယ်ဝန်းလဲဆိုရင်54တန်းကျော်ကျယ်ဝန်းတယ်။ကဘာပေါ်မှာသူကအကြီးဆုံးသောတိုက်တိုက်ဖြစ်တယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်နော်။ကဲထင်ရှားတဲ့ပထဝီအချင်းရာတွေကိုကြည့်မယ်ဆိုရင်ဟိမွန်နာတောင်တန်းကြီးရှိမယ်။ရူရဲတောင်တန်း၊ကွန်းလွန်တောင်တန်းရှိမယ်။ဟော အာရိပြတဲကန္နာရရှိတယ်။ ိုဘီတဲကန္နာရာဂျပန်ကျွန်းစုတွေလည်းတွေ့ရမယ်။အေရက်တောင်ထိပ်နော်အဲ့ဒါတွေကဘာဖြစ်လဲဆိုရင်ထင်ရှားတယ်။နောက်တစ်ခုကက်စပီယန်ပင်လယ်ရှိမယ်။ဘိုက်ကယ်ရိုက်ရှိမယ်။ရန်စီမြစ်၊ယူဖရီမြစ်နော်။တိုက်ခရစ်မြစ်၊အိမ်နူးမြစ်၊ဂင်ဂါမြစ်အေရီတန်လွင်မဲခေါင်ဟွန်ဟိုမြစ်ဝါလို့လည်းခေါ်တယ်အဲ့ဒီမြစ်ကြီးကလည်းထင်ရှားတဲ့မြစ်ကြီးဖြစ်တယ်เนาะအာရှတိုက်မှာနိုင်ငံပေါင်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်48နိုင်ငံရှိတယ် အမြေဝန်းနေရမြေဝစာကောင်းနေစိုက်ပျိုးရေးအတွက်သူကအဓိကလုကင်နိုင်နေပေါ့နော်တွင်းတက်ပစ္စည်းတွေလည်းကျွယ်ဝတယ်ဘယ်လိုမျိုးတွင်းထွက်တွေရှိလဲဆိုရင်ရေနံကြောင်မီးသွေးတူးဖော်တဲ့လုပ်ငန်းတွေဟာအထူးအရေးပါတဲ့လုပ်ငန်းတွေဖြစ်တယ်ဒါဆိုရင်အာရှတိုက်ចောင်းကိုဒီမြေပုံနဲ့တကွာသားတို့ကြည့်ရှုပြီးတော့လေ့လာနိုင်နေနော်ကဲအဲ့တော့ဒီချေတို့အခုဆက်ပြီးတော့နှိကေအာဖရိကတိုက်ចောင်းကိုဆက်ပြီးတော့သွားကြရအောင်အာဖရိကတိုက်ဟာ မြောင်လတ်တီကျူ38ဒီဂရီနဲ့တောင်လတ်တီကျူ35ဒီဂရီကြားမှာရှိတယ်။အနောက်လောင်ကြီးကျူကြတော့18ဒီဂရီနဲ့အရှေ့လောင်ကြီးကျူကြတော့51ဒီဂရီကြားမှာသူကတည်ရှိတယ်။နော်သူ့ရဲ့ပတ်ဝန်းကျင်ကိုကြည့်မယ်ဆိုရင်မြောက်ဘက်မှာမြေထဲပင်လေဟောဒီချေအခုအာဖရိကတိုက်ရဲ့ပုံလေးကိုလည်းပြထားပါတယ်နော်ပင်လေဘလူးရီဝိုင်းရညေဆိုတာကိုလေ့လာကြရအောင်နော်မြောက်ဘက်မှာမြေထဲပင်လေရှိမယ်အနောက်ဘက်မှာကျတော့အတ္တလန်ကြီးသမုဒ္ဒရာရှိတယ် အရှိဘက်မှာအိန္ဒိယသမုတ်ကြာကြီးကိုတွေ့ရမယ်အိန္ဒိယသမုတ်ကြာနဲ့အတူတူပင်လယ်နေပါရှိတယ်နော်သူတို့တွေဝန်းရံထားတယ်ဆိုတာကိုလေ့လာတွေ့ရှိရမယ်အာဖရိကတိုက်က area square kilometer ဘယ်လောက်ရှိတယ်ဆိုရင်30တန်းခန့်ရှိတယ်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်ဟုတ်ပြီနော်အာရှတိုက်ပြီးလို့ရှိရင်သူဟာဒုတိယအကြီးဆုံးတိုက်ဖြစ်တယ်အဲ့ဒါလည်းပဲမှတ်သားရမယ့်အချက်ဖြစ်တယ်ဥရောပတိုက်နဲ့အာဖရိကတိုက်ကိုမြေထဲပင်တွေကပိုင်းခြားထားတယ် ဟုတ်ပြီနော်အဲ့အချက်လေးကိုလည်းသတိထားပြီးတော့လည်လာပါထင်ရှားတဲ့ပထဝီဝီအချင်းရာတွေကိုဒီချေတို့ကြည့်ရအောင်အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ဗာလေကီလီမန်ဂျာရို တောင်ထိပ်နောက်တစ်ခုကွန်ဂိုမြစ်ကမ္ဘာပေါ်မှာအရှည်ဆုံးသောမြစ်ဖြစ်တဲ့နိုင်မြစ်တို့အဲ့ဒါတွေရှိကြတယ်အနောက်တစ်ခု အာဖရိကတိုက်မှာအကြီးဆုံးရေအိုင်ဟာဗစ်တိုးရီးယားရေအိုင်ကြီးဖြစ်တယ်ဆာဟာရာနမိနဲ့ကလာဟာရီတဲခဏရာတွေလည်းရှိတယ် အာဖရိကတိုက်မှာနိုင်ငံပေါင်းဘလောက်ရှိလဲဆိုလို့ရှိရင်54နိုင်ငံရှိတယ်။စိန်၊ရွှေ၊ဂျင်းနီကြောင်မီးသွေးတွေထွက်တယ်။အဲ့ဒါတွေတူဖို့ရရှိတယ်။တိုက်ကြီးတိုက်ဖြစ်တယ်ဆိုတာကိုဒါတို့သမီးတို့အနေနဲ့လေ့လာတွေ့ရှိရမှာဖြစ်တယ်။ပုံလေးနဲ့တကွာနော်လေ့လာပါဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်သားတို့သမီးတို့အာဖရိကတိုက်ချောင်းကိုရရှိသွားကြပြီ။ကဲဆက်ပြီးတော့တီချာတို့မြောက်အမေရိကတိုက်အချောင်းကိုကြည့်ကြရအောင်။နံပါတ်3အနေနဲ့မြောက်အမေရိကတိုက်ပေါ့နော်။ မြောက်အမေရိကတိုက်ဟာမြောက်လတီကျွ၈ဆဒီဂရီနဲ့မြောက်လတီကျွ83ဒီဂရီကြားမှာရှိတယ်။လောင်ကြီးကျွကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနောက်လောင်ကြီးကျွ90ဒီဂရီနဲ့အနောက်လောင်ကြီးကျွ190ဒီဂရီကြားမှာတည်ရှိနေတယ်။တောင်ဘက်မှာမက္ကဆီကိုပင်လယ်ကွေ့တွေ့ရမယ်။နော်ကရီဘီယံပင်လယ်တွေ့ရမယ်။တောင်အမေရိကတိုက်ကိုတွေ့ရမယ်။အော်အရှေ့ဘက်ကိုကြည့်ရခါကျတော့အတ္တလန္တိသမုဒ္ဒရာကြီးကိုတွေ့ကြရမယ်။မြောက်ဘက်မှာအာကျိတ်သမုဒ္ဒရာရှိတယ်။ နော် hard sin ပင်လယ်ကွေးကိုလည်းတွေ့ရမှာဖြစ်တယ်မြေပုံမှာလည်းပြထားတယ်ဒါတို့လိလာပါနော်ပုံလေးနဲ့တွဲပြီးလိလာပါအနောက်ဘက်မှာကျတော့ Pacific သမုဒ္ဒရာဝန်းရံနေတယ်ဆိုတာဒါဒါတို့လိလာတွေ့ရှိရမှာဖြစ်တယ်မြောက်အမေရိကတိုက်ဟာ area ကိုကြည့်မယ်ဆိုလို့ရှိရင် तू က student kilometer 24သန်းကျော်ကျယ်ဝင်းပြီးတော့ကမ္ဘာပေါ်မှာ तू ကဘာဖြစ်လဲဆိုရှင်တတိယအကြီးဆုံးတိုက်ဖြစ်ပါတယ် ထုတ်ပြီးထင်ရှားတဲ့ပထဝီအချင်းရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီချေတို့ကအနောက်ဘက်မှာ Rocky တောင်နှင်းရှိတယ်။အရှေ့ဘက်မှာကျတော့ Appalachian ကုန်းမြစ်ရှိတယ်။ပြီးတော့ Labrador ကုန်းမြစ်အဲ့ဒါလည်းတွေ့ရမှာဖြစ်တယ်။အလဲပိုင်းမှာကျတော့ဘာဖြစ်လဲမြင်းနှိလွင်ပြင်ဒေသဖြစ်တယ်။ Mrs. Bean Missouri နဲ့ Rio de Janeiro မြစ်အဲ့ဒါတွေကဆိုရှင် Mexico Pinu Quick တွင်းကိုစီဝင်တယ်လို့သိရမယ်။ စိန့်လော်ရစ်မြစ်ကကြတော့အတ္တလန္တိသမုဒ္ဒရာကြီးအတွင်းထဲကိုစီဝင်သွားရဆိုပြီးတော့လေးလာတွေ့ရှိကြရမှာဖြစ်တယ်ဟုတ်ဆက်ပြီးတော့နော်ပထဝီဝင်နေသားတွေထဲမှာဒီချေလို့ဆက်ကြည့်မယ်ဆိုရှင်ထင်ရှားဆုံးသောရေအိုင်ကြီးတွေလည်းတွေ့ရမယ်ဘာတွေလဲဟူရွန်အွန်တီရီယိုမီရှိဂန်အီရစ်ဆူပီရီယာရေအိုင်ကြီးတွေဖြစ်တယ်ဟုတ်ပြီနော်ဒီစလုံးလေးတွေရာဆိုလို့ရှင်သားတို့သမီးတို့အတွေ့စိမ့်နေ ဖတ်ရတာမကျွမ်းကျင်ဘူးဆိုလို့ရှိရင်ထပ်ခါထပ်ခါလေးလေ့ကျင့်ပြီးတော့ဖတ်ကြည့်ပါဟုတ်ပြီ analyze တားပြီးတော့ဒါလေးတွေကိုလေ့ကျင့်ပြီးတော့ဖတ်ပေးပါဟုတ်ပြီနော်ကဲမြောက်အမေရိကတိုက်မှာဆက်ကြည့်ရင်နိုင်ငံပေါင်းကဘယ်လောက်ရှိလဲ23နိုင်ငံရှိတယ်သူကရာသီဥတုတွေလည်းအမျိုးအစားအစုံလင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်မလို့စိုက်ပျိုးနိုင်တဲ့တည်ညာနေလေးဖြစ်ထွန်းတယ်ဟုတ်ပြီနော်တွင်တွက်ပစ္စည်းရေနံတွေထွက်ရှိရဲစက်မှုလုပ်ငန်းတွေထွန်းကားတယ် တိုက်ကြီးတိုက်ဖြစ်တယ်ဆိုတာကိုသားတို့သမီးတို့အနေနဲ့လည်လာတွေ့ရှိရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တီချေတို့နံပါတ်၄ဖြစ်တဲ့တောင်အမေရိကတိုက်အကြောင်းကိုဆက်ပြီးတော့လည်လာကြည့်အောင်နော်။တောင်အမေရိကတိုက်ကိုကြည့်မယ်ဆိုရှင်သူဟာမြောက်လတ်တီကျိုး7ဒီဂရီတောင်လတ်တီကျုကြတော့55ဒီဂရီကြားမှာရှိတယ်။အနောက်လောင်ကြီးကျုကြတော့35ဒီဂရီနဲ့အနောက်လောင်ကြီးကျု87ဒီဂရီကြားမှာသူဟာတည်ရှိနေတယ်။ဟောမြောက်ဖက်ရဲ့ အနောက်မြောက်ဘက်မှာ Caribbean ပင်လယ်ရှိတယ်။အရှေ့မြောက်ကိုကြည့်ရတဲ့အခါကျတော့အရှေ့မြောက်တခုတည်းမဟုတ်ဘူးเนาะအရှေ့မြောက်နဲ့အရှေ့ဘက်မှာ Atlantic သမုဒ္ဒရာကြီးကိုတွေ့ရမှာဖြစ်တယ်။အနောက်ဘက်မှာ Pacific သမုဒ္ဒရာအဲ့ဒါတွေကဝန်းရံထားတယ်။เนาะတောင်အမေရိကတိုက်ရိုက် area strain ကိုကြည့်ရတဲ့အခါကျတော့ဒီချေတို့ကီလိုမီတာ16.8တမ8တန်းကျော်ကျယ်ဝန်းကျင်ဆိုတာကိုမှတ်သားရမှာဖြစ်တယ်เนาะမြေပုံမှာလည်းဒီချေပြထားပါတယ်။မြေပုံလေးကိုလည်းကြည့်ပါသားတို့သမီးတို့ ဟုတ်ပြီနော်ထင်ရှားတဲ့ပထဝီဝင်အချင်းရာတွေကိုဆက်ပြီးတော့ကြည့်ကြရအောင်နော် Indies Town Dam Brazil ကုန်းမြင် Guyana ကုန်းမြင်ဒါတွေကထင်ရှားတဲ့အချင်းရာတွေဖြစ်တယ် Indies Town တိုင်းရဲ့အရှိပဲမှာကြတော့ကြီးမားပြီးတော့ကျေပြန့်နေမြဝမ်းလွင်ပြင်ဒေသကြီးကိုတွေ့ရမှာဖြစ်တယ်နော်အဲ့ဒီလွင်ပြင်မှာကြတော့ကမ္ဘာပေါ်မှာရေစင်း area အကြီးဆုံးဖြစ်တယ် နော်အမေဆုံးမြင့်နဲ့ပါရဏမီတူကစီစင်းနေဒေတာဖြစ်တယ်ဆိုတာကိုဒါလည်လာပြီးတော့မှတ်သားကြရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့တောင်မေးကတိုက်ကိုကြည့်မယ်ဆိုရှင်သူကနိုင်ငံပေါင်း12နိုင်ငံရှိတယ်နော်အမေဆုံးမြဝိုင်းရဲ့ area အများစုနော်အဲ့ဒီမှာဘာဖြစ်လဲအပူပိုင်းမိုးသစ်တောတွေပေါက်တာကိုတွေ့ရမှာဖြစ်တယ်ဟောမြောက်ပိုင်းမြင်းလေးဒေတာမှာကြတော့နော်ရှာလူဆန်မြက်ခင်းမြင်းနဲ့တောင်ပိုင်းမှာကြတော့ပန်းပါးမြက်ခင်းတွေကိုတွေ့ရမယ်ရွှေငွေ ခဲနဲ့ရေနံအဲ့ဒါတွေကသူ့တိုက်ကထွက်တယ်တွင့်တက်ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုသားတို့အနေနဲ့လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်ဒါကတောင်အမေရိကတိုက်ကြီးရဲ့ပုံကိုတီရှပ်တွဲပြီးတော့ဖော်ပြထားတယ်လေ့လာကြည့်ပါเนาะခက်ခဲတယ်အတန်တက်ကလေးတွေကိုလည်းလေ့လာပါဆက်ပြီးတော့လေ့ကျင့်ပါလို့မှာခြင်းနဲ့ဟုတ်ပြီနောက်တစ်ခုနံပါတ်5ကအနာတိကတိုက်ချောင်းကိုတီချေတို့ကြည့်အောင်အနာတိကတိုက် ကမ္ဘာရဲ့တောင်ဘက်စွန်းအနာတိတ်ဆက်ဝိုင်းအတွင်းမှာရှိတယ်။ဟောရေခဲပြင်တွေအများအားအစင်ဖုံးလွှမ်းနေတယ်။သူ့မှာ area 100 km ကကြာတော့သူက14တန်းခန့်ရှိတယ်။အလွန်အေးတယ်။ အမြဲတမ်းရေခဲနေတဲ့ကြောင့်မလို့လူတွေမနေနိုင်ဘူးလူတို့နေထိုင်ရန်ခက်ခဲတယ်တိုက်ကြီးတိုက်ဖြစ်တယ်ဆိုတော့ကိုမှတ်သားရမှာဖြစ်တယ်ဟောသူတေသနာသွားပြီးပြုတ်တဲ့လူတွေတောင်မှတခါတည်းရံပဲသွားရောက်လည်လာကြတဲ့တိုက်ကြီးတစ်ခု ဖြစ်တယ်ဆိုတော့ကိုမှတ်သားကြရမှာဖြစ်ပါတယ်အခု teacher တို့ဆက်ပြီးတော့နံပါတ်6ရဲ့ဥရောပတိုက်အကြောင်းကိုကြည့်ကြရအောင်နော်ဥရောပတိုက်ကုန်းမကြီးဟာမြောက်လတ်တီဂျူ36ဒီဂရီနဲ့ မြောက်လိုက်တီကျူ87ဒီဂရီကြားမှာသူကရှိတယ်။အနောက်လောင်ကြီးကျူကြတော့72ဒီဂရီနဲ့အရှေ့လောင်ကြီးကျူကြတော့60ဒီဂရီကြားမှာရှိနေတယ်။တောင်ဘက်မှာဘာရှိလဲ။မြေရဲပင်လဲပင်လင်းနဲ့အရှေ့တောင်ဘက်မှာကျတော့ Caspian ပင်လဲဟောမြောက်ဘက်မှာ Arctic သမုတ်တရားအနောက်ဘက်မှာ Atlantic သမုတ်တရားဝန်းရံကြီးတွေဆိုတာကိုသားတို့သမီးတို့ဒီမြေပုံကိုကြည့်ပြီးတော့လေ့လာပါ။နော်ကျွန်းဆွဲတွေ ဟောပင်လေခွေတွေပင်လေအော်တွေအများကြီးရှိတယ်တိုက်တိုက်ဖြစ်တယ်သေးငယ်တဲ့တိုက်တိုက်လည်းဖြစ်တယ်အေရိယာစတန်ကီလိုမီတာ၁၀တန်းခန့်မဲ့သူကကျယ်ဝန်းနေတိုက်ဖြစ်ပါတယ်ထင်ရှားတဲ့ပထဝီအချင်းရာတွေကိုတီချေလို့ဆက်ပြီးကြည့်မယ်ဆိုရင်ဒီဥရောပတိုက်နဲ့အာရှတိုက်ကို ပိုင်းခြားထားတာကရူရယ်တောင်နန်းဆိုတာကိုသိရမယ်ဥရောပနဲ့အာရှတိုက်နှစ်ခုပေါင်းပြီးတော့ရေရှားကုန်းမကြီးလို့ခေါ်တယ် အဲ့လိုမျိုးခေါ်ဆိုနိုင်နေဆိုတာကိုလည်းမှတ်သားရမယ်နော်ဥရောပတိုက်ရဲ့တောင်ပိုင်းမှာ Elaps တွာတွန့်တောင်တန်းရှိတယ်။သူကထင်ရှားတဲ့တောင်တန်းတစ်ခုဖြစ်တယ်။မြေနှိပ်လွင်ပြင်ဒီမှာကြတော့စိုက်ပျိုးမွေးမြူဖြစ်ထွန်းနေအဲ့နေရာမှာကြတော့လူနေများတယ်။ဥရောပတိုက်ရဲ့အရှိဆုံးမြစ်ကဘာလဲဆိုတော့ Volga မြစ်ဖြစ်တယ်။အဲ့တော့ဥရောပတိုက်အကြောင်းကိုဒီချေလို့ဆက်ပြီးတော့ကြည့်မယ်။ဥရောပတိုက်ကြီးရဲ့နော် နိုင်ငံပေါင်းဘယ်လောက်ရှိတယ်လဲဆိုရှင်52နိုင်ငံရှိရဆိုတာကိုလေ့လာမှတ်သားရမှာဖြစ်တယ်เนาะတစ်ထုပ်လုပ်ငန်းရှိမယ်မွေးမြူရေးလုပ်ငန်းတွေရှိမယ်ဟောရေအားနဲ့စစ်ထုပ်လုပ်တဲ့လုပ်ငန်းတွေလည်းအဲ့ဒီတိုင်မှာလုပ်ကင်ကြတယ်ကြောက်မီးသွေးနဲ့တန်တတုရိုင်ပေါ်ကျွေဝါတယ်ဆက်မှုလုပ်ငန်းတွေအခြားစီးပွားရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်တဲ့တိုက်ကြီးတစ်ခု ဖြစ်တယ်ဆိုတာကိုဒါတို့သမီးတို့အနေနဲ့လေ့လာမှတ်သားရမှာဖြစ်တယ်เนาะ ဟုတ်ပြီအဲ့တော့တီချာတို့ဆက်ပြီးတော့နံပါတ်9ကဩစတြေးလျတိုက်အကြောင်းကိုကြည့်ကြရအောင်เนาะဩစတြေးလျတိုက်ဟာတောင်ကမ္ဘာချမ်းမှာရှိတယ်သူကတောင်လက်ကြီးကျူ30ဒီဂရီနဲ့တောင်လက်တီကျူ45ဒီဂရီချမ်းမှာရှိတယ်အရှေ့လောင်ကြီးကျူကျတော့132ဒီဂရီဟောအရှေ့လောင်ကြီးကျူ153ဒီဂရီချမ်းမှာတည်ရှိနေတဲ့တိုက်တိုက်ဖြစ်တယ်เนาะဟုတ်ပြီတောင်ရင်ဇွန်းနှင်းမြင်းဟာတိုက်ရဲ့အလေကိုဖြတ်သွားတယ် နော်အဲ့မီးကတိုက်ရဲအလေခန့်ကိုသူကဖျက်ဆန်းသွားတာဟုတ်ပြီနော်မြောက်ဖက်အနောက်ဖက်နဲ့တောင်ဖက်မှာအိန္ဒိယသမုတ်ကြာရှိတယ်။အရှေ့ဘက်မှာကျတော့ Pacific သမုတ်ကြာရှိတယ်။မြေပုံမှာလည်းဖော်ပြထားတယ်နော် သူရဲ့တိုက်ရဲဘယ်နေရာမှာဘာရှိရဆိုတာကိုမြေပုံနဲ့တွဲဖက်လေ့လာကြည့်လို့ရတယ်နော်။ဟုတ်ပြီနော်အဲ့မှာအရှေ့ဘက် Pacific သမုတ်ကြာသူတို့ဝိုင်းရံထားတယ်။အော်စတြေးလျတိုက်ဟာ area 10 km အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်6တန်းခန့်ရှိတယ်။ ကဘာပေါ်မှာ तू อ่ะအသေးငယ်ဆုံးတော့ဧရိယာအဖြစ်ငယ်ဆုံးတော့တိုက်ဖြစ်တယ်เนาะဒါလေးကလည်းမှတ်သားရမယ့်အချက်ဖြစ်ပါတယ်เนาะထင်ရှားတဲ့ပထဝီအချင်းရာတွေကိုတီချဲလို့ကြည့်မယ်ဆိုလို့ရှိရင်ကဘာတိုက်ကြီးတွေထဲမှာ तू อ่ะအပြန့်ပြူးဆုံးတော့တိုက်ဖြစ်တယ်ဟောပေါ်စီယာစကို तू อ่ะပါလဲအမြင့်ဆုံးတောင်ထိပ်ဖြစ်တယ်မီတာက2230မြင့်တယ်အနည်းဆုံးနေရာအတွင်းပိုင်းမှာရှိတယ် all စားငံရေအိုင်เนาะအဲ့ရေအိုင်က အနည်းဆုံးတော့နေရာမှာရှိတာပေါ့တိုက်ရဲ့အရှိဘက်ကန်းလွန်ပင်လယ်ပြင်မှာပါလဲဆိုလို့ရှိရင်ကဘာအကြီးဆုံးဖြစ်တဲ့မဟာကန်းကွာတဏ္ဍာကြောက်တန်းကြီးကိုတွေ့ရမှာဖြစ်တယ်။ဒါဆိုလို့ရှိရင်ဒီတိုက်ကြီးရဲ့ထူးခြားချက်ဖြစ်တယ်ဆိုတာကိုဒါတို့မြေပုံနဲ့တကွာလိလာပါ။ဟုတ်ပြီနော်။ဟောစတေးလျတိုက်ရဲ့ area ကိုဒီ share ကိုကြည့်မယ်ဆိုရင်20ရာခိုင်နှုန်းက6သိရဲ့ဂန္ဓာရဖြစ်တယ်။လူကြီးနေတဲ့တိုက်လည်းဖြစ်တယ်။အရှိဘက်တောင်တန်းကြီးကနေမြေပြား ခံလာတဲ့ဗာမစ်တီလဲမာရီနဲ့ဒါလင်မစ်မာရီနဲ့ဒါလင်မစ်ကြီးဟာဆိုရှင်တောင်ဘက်မှာရှိရဩစတြေးလျပင်လယ်ကွေကြီးတဲကိုသူတို့ဟာစီးဝင်သွားတာဟုတ်ပြီနော်အော်စတြေးလျတိုက်မှာရာသီဥတုကလည်းမျိုးစုံတွေ့ရမှာအမျိုးမျိုးရှိတယ်စိုက်ပျိုးမွေးမြေးလုပ်ငန်းရှိမယ်တတူတူဖော်ရေးလုပ်ငန်းရှိမယ်သစ်ထုတ်လုပ်ငန်းဆက်မှုလုပ်ငန်းတွေအဲ့ဒီတိုက်မှာလုတ်ကင်ကြရတယ်ဆိုတာကိုဒါတို့သမီးတို့အနေနဲ့လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ဒီချက်ဆက်ပြီးတော့ ကျွန်းများအကြောင်းကိုပြောပြခြင်းပါတယ်နော်ကျွန်းတွေကိုတိုက်ကြီးတွေရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျွန်းတွေကိုကမ်းလွန်ကျွန်းနော်တိုက်ကြီးတွေရဲ့အနီးနားမှာရှိတဲ့ကျွန်းကိုကမ်းလွန်ကျွန်းဟုတ်ပြီတမောက်ကြအတွင်းမှာရှိတဲ့ကျွန်းများဆိုပြီးတော့အုပ်စုနှစ်စုခွဲခြားပြီးတော့လေ့လာလို့ရတယ်เนาะဟုတ်ပြီကမ်းလွန်ကျွန်းတွေကကြတော့တိုက်ကြီးတွေဗညာမှာရှိတယ်သူ့ရဲ့ကမ်းဦးရေတိမ်ပိုင်းမှာရှိတယ်ကုန်းပြင်ရဲ့အဆက်ဖြစ်တယ်เนาะ Greenland ကျွန်းဟာမြောက်အမေရိကတိုက် ကောင်းရည်ရင်ပိုင်းရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်တယ်။ဒါဟာလဲသားတို့သမီးတို့အနေနဲ့ဘုဒ္ဓအနေနဲ့ရရှိပြီးတော့မှတ်သားသွားရတာဖြစ်တယ်။ဟုတ်ပြီနော်။တက်စမေးနီးယားကျွန်းကြတော့အော်စတြေးလျတိုက်ရဲ့ကောင်းရည်ရင်ပိုင်းပေါ်မှာသူကရှိနေတယ်။ပင်လေရေမြင့်တက်ခြင်းဒါမှမဟုတ်ကုန်းမြင့်နေကြခြင်းတွေကြောင့်အဲကုန်းမကြီးတွေရဲ့အစိပ်ပိုင်းအချို့ဟာပင်လေရေနဲ့နော်ပိုင်းခြားခံရပြီးတော့ကျွန်းနေဖြစ်တည်ရှိလာတာဖြစ်တယ်ဆိုတာကိုမှတ်သားကြရမယ်။မြန်မာနိုင်ငံမှာရှိတဲ့ เนาะကျွန်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမြေကျွန်းစုအဲ့ဒီမြေကျွန်းစုကလည်းဒီလိုကျွန်းအမျိုးအစားပဲဖြစ်တယ်ဆိုတာကိုလေးလာမှတ်သားမှာဖြစ်တယ်ပုံနည်းနေနဲ့တကွာတွေ့ဖက်ပြီးတော့လေးလာမှတ်သားကြပါဆက်ပြီးတော့တီချေတို့လေ့လာမယ်ဆိုလို့ရှိရင်ဘာကိုတွေ့ရအောင်မလဲဟုတ်ပြီเนาะဆက်ကြည့်မယ်ဆိုလို့ရှိရင်သမုတ်ရာအတွင်းမှာရှိတဲ့ကျွန်းတွေဟာနော်ပင်လယ်ရဲ့ရင်းနဲ့ပိုင်းမှာတီးကြမြင့်တက်နေတဲ့ကုန်းမြေရှိတယ်အဲ့ကုန်းမြေရဲ့ထိပ်ပိုင်းကြီးဖြစ်တယ်အဲ့ဒါသမုတ်ရာအတွင်းမှာရှိတဲ့ကျွန်းတွေ တချို့ကျွန်းတွေကြတော့ဘာဖြစ်လဲပင်လယ်ရေအောက်မီးတောင်လှုပ်ရှားမှုတွေကြောင့်ပေါ်ပေါက်လာတဲ့မီးတောင်ကျွန်းတွေဖြစ်တယ်။ဥပမာဘယ်လိုကျွန်းမျိုးလဲဆိုရင်ဟာဝိုင်เนาะအဲ့ကျွန်းစုအချို့ကျွန်းတွေကိုကြည့်ဦးမယ်ဆိုရှင်ပင်လယ်ကျမ်းပြင်မှာပို့ချထားတဲ့အနေတွေတွန့်ခေါက်เนาะတွန့်ခေါက်ရာနေပြီးတော့ဖြစ်ပေါ်လာတာဘယ်လိုကျွန်းမျိုးလဲဂျပန်ကျွန်းစုเนาะကျူရဲကျွန်းစုအနောက်အိန္ဒိယကျွန်းစုတွေကကြတော့အဲ့ဒီကျွန်းအမျိုးအစားတွေဖြစ်တယ်ဆိုတာကိုလေးလာတွေ့ရှိပြီးမှတ်သားကြရမှာဖြစ်တယ်เนาะ တချို့ကျွန်းနေကြတော့ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းငိတ်ကြခြင်းနဲ့ကုန်းမြေမြင့်တက်ခြင်းငိတ်ကြခြင်းတွေကြောင့်ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘူးဘယ်လိုမျိုးကြောင့်ဖြစ်လဲနော်ထုံးတတ်ထုတ်လုပ်နိုင်တဲ့သေးငယ်တဲ့ပင်လယ်သရဝါလေးတွေကနေပြီးတော့နော်တဏ္ဍာကောင်လေးတွေအဲ့ဒီကနေပြီးတော့ရေသရဝါလေးတွေကနေပြီးတိဆောက်ထားတဲ့တဏ္ဍာကျွန်းတွေဖြစ်တယ်နော်တဏ္ဍာကောင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကပုံနွေးကြည်လင်တဲ့ ပင်လေမြေရဲ့မျက်နှာပြင်ပေါ်မှာသူကကောင်းစွာနေနိုင်တယ်။ဒါကြောင့်မလို့တဏ္ဍာကြောက်တန်းတွေကိုနော်မြောင်လတီကျု30ဒီဂရီနဲ့တောင်လတီကျု30ဒီဂရီအကြားအထူးသဖြင့်တိုက်ကြီးတွေရဲ့အရှိဘက်အပူပိုင်းပင်လေတွေမှာတွေ့ရတာဖြစ်တယ်။တီချေတို့တဏ္ဍာကျုံးကိုကြည့်မယ်ဆိုလို့ရှိရင်၃မျိုးတွေ့ရမယ်။ဘာတွေလဲ?အရာတွေကတေကန်းကြီးတဏ္ဍာကျုံးနဲ့ကန်းကွာတဏ္ဍာကျုံးနဲ့၃ကတော့ တနာကျွန်းခွေဆိုပြီးတော့အမျိုးအစား၃မျိုးဒီချေတို့လိလာကြရမှာကိုဒီချေဒီမှာပုံလေးနဲ့ပြထားတယ်နော်ဒီချေတို့ကျွန်းနေချောင်းကိုဆက်ပြီးလိလာကြအောင်ပထမဆုံးဒီချေကန်းကြီးတနာကျွန်းအချောင်းကိုကြည့်မယ်တေကန်းကြီးတနာကျွန်းအဆိုရှိရင်တိုက်ကြီးတွေကန်းချေအနီးမှာပဲရှိတယ်နော်ပင်လေရေစီးချောင်းထဲမှာပါလာတဲ့တဏ္ဍာကောင်လေးတွေဟာကမ်းခြေမှာကပ်မိပြီးတော့ကြောက်တမ်းများမှာပင်လေဘက်ကိုသူဟာချက်ထွင်ပြီးတော့တိဆောက်ချင်းဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ ကြောက်တမ်းများရဲ့မျက်နှာပြင်ရမညင်ညာဘူးခက်ချမ်းချမ်းရှိရဲ့သူကကျွန်းနဲ့ကုန်းမြေချားမှာရေတိမ်နဲ့ထုံးအိုင်ကြီးဖြစ်နေတွေ့ရတတ်တယ်။ဟောနှစ်ကိုဆက်ကြည့်မယ်။ကန်းကွာတနာကျွန်းပုံမှန်လည်းကြည့်ချက်ပြထားတယ်နော်။ပုံနဲ့တွဲပြီးကြည့်အောင်နော်။ကန်းကွာတနာကျွန်းကကြတော့ကန်းချီနဲ့အနင်းငယ်ကွာဝေးတယ်သူက။အဲ့ဒီကျွန်းနဲ့ကုန်းမြေချားမှာရှိရဲ့ရေပြင်ဟာပို့ပြီးတော့ညက်ပြီးတော့ကျယ်ပြန့်တယ်။နော်။အော်စတြေးလျအရှိမြောက် ကမ်းခြေအနီးမှာရှိတဲ့တန်နာကြောက်တန်းကြီးဟာသူကကမ္ဘာပေါ်မှာအကြီးဆုံးသောမဟာကမ်းကွာတန်နာကြောက်တန်းကြီးအဖြစ်မှတ်သားရမှာဖြစ်တယ်။ကမ္ဘာပေါ်မှာအကြီးဆုံးပဲเนาะ။ဟုတ်ပြီ။သုံးကပါလေတန်နာကျွန်းခွေလေးเนาะ။တန်နာကျွန်းခွေအကြောင်းကိုကြည့်မယ်။တန်နာကျွန်းခွေကကြတော့မြင်းခွာပုံပုံမှန်တစ်ချေပြထားတယ်เนาะ။သူကဘလို့ပုံရှိလဲဆိုတော့မြင်းခွာပုံရှိတယ်။เนาะ။မြင်းခွာပုံတော့လကောင်ဆက်ဝိုင်းပုံတော့လကောင်ရှိပြီးတော့အလဲမှာသူကထုံးအိုင်ရှိတယ်။ဒါကတန်နာကျွန်းခွေအကြောင်းပဲဖြစ်တယ်။ เนาะအဲ့တော့တီချဲပြောခဲ့တဲ့ကျွန်းနေအကြောင်းကိုဒီပုံလေးတွေနဲ့တွဲပြီးတော့ကြည့်ကြည့်ပါဟုတ်ပြီเนาะအဲ့တော့တီချဲတို့အခုပြောခဲ့တဲ့အချက်တွေထဲမှာဘာတွေကိုအဓိကထားပြီးတော့မှတ်သားရမလဲဘာတွေအဓိကရရှိလဲဆိုတာကိုဒီချဲတို့ပြန်ကြည့်အောင်ကဘာပေါ်မှာဂုံးမြေအဖြစ်တိုက်ကြည့်ခုနှစ်တိုက်နဲ့เนาะ၎င်းတို့ကိုသမုတ်ပြန်၅ဆင်းပင်လယ်များကဝန်းရံထားတယ်ဆိုတဲ့အချက်ကိုတီချဲတို့ရရှိပါတယ်ဟုတ်တိုက်ကြည့်တွေကမြောက်ကမ္ဘာကျမ်းမှာအများစုရှိတယ် နော်ဒီချက်ပုံနဲ့လည်းပြခဲ့ပြီးပြီအပင်နဲ့သမုတ်တရားတွေကြတော့တောင်မဲ့ချက်မှပို့ပြီးတော့ကြဲပြစွာတွေ့ရတယ်ဆိုတာကိုဒါတို့သမီးတို့အနေနဲ့မှတ်သားရမှာဖြစ်တယ်။ဟော အာရှတိုက်ရကဘာမှာအကြီးဆုံးတိုက်ဖြစ်တယ်ဆိုတဲ့အချက်ကိုသိရှိခဲ့တယ်။ဟောနိုင်မြေကဘာပေါ်မှာအရှိဆုံးသောမြစ်ဖြစ်တယ်။သူကဗမာရှိလေအာဖရိကတိုက်မှာ ရှိရဆိုတာကိုလည်းမှတ်သားခဲ့ရပြီ။အီရတ်တောင်ကဘာပေါ်မှာအမြင့်ဆုံးတောင်ဖြစ်တယ်။ ။အော်။ဩစတြေးလျတိုက်ကကြတော့ကဘာပေါ်မှာအေရီးယားအသေးငယ်ဆုံးသောတိုက်တစ်ခုဖြစ်တယ်ဆိုတာကိုလေဒါတို့သမီးတို့အဓိကချက်ညင်ညင်တွေ့ရှိမှတ်သားခဲ့ရတယ်။ကျွန်းနေကိုဒီချေတို့ဆက်ပြီးတော့လေ့လာကြတဲ့အခါမှာဘာတွေကိုသိရှိရသလဲဆိုရင်ကျွန်းနေဟာတိုက်ကြီးတွေရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ကျွန်းများနဲ့နော်တမုတ်တရားရဲ့အတွင်းမှာရှိတဲ့ကျွန်းဆိုပြီးတော့နှစ်မျိုးအုပ်စုခွဲခြားတာကိုဒီချေတို့အဓိကချက်ညင်ညင်သိရှိခဲ့ရတယ်နော်။ကနာကောက်များနဲ့ အခြားရေတော်ဝါတွေကနေပြီးတော့တိဆောက်ထားတဲ့ကာညီတနာကျွန်းကန်းကွာတနာကျွန်းနဲ့တနာကျွန်းခွေးဆိုပြီးတော့ကျွန်းသုံးမျိုးကိုလည်းရှိတဲ့အကြောင်းကိုအဓိကချက်တင်နေမှတ်သားရပြီလို့ဒီချက်ထင်ပါတယ်အဲ့တော့ဒီချက်ဒီနေ့ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့အခန်းတင်တဘာဝပထဝီဝင်ရဲ့သင်္ကန်းစာနှစ်ဖြစ်တဲ့တိုက်ကြီးများနဲ့ကျွန်းများအကြောင်းပဲဖြစ်ပါတယ်เนาะ ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလေသဘောပေါက်သွားမယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာဒီချေမှုနဲ့ပြန်တွေ့ကြအောင်မယ်နော်။